အခုအရင်ဆုံးအခုရဲ့ပရိသတ်တွေကိုစကားလေးပြောပြပါအောင်ဟုတ်အော်အားလုံးမင်္ဂလာပါအခုလိုစီစဉ်မှာပေါင်းခွင့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျို့ဒီကိုအချိန်ပေးပြလာပြီညီမတို့ကကျေးဇူးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကိုဖြိုးနဲ့လည်းအရန်ဆုံသွားလို့ဝမ်းသာပါအေးအကြာခဏတွေ့နေကြတာပေါ့အဲ့လိုလားကာရုပ်ရှင်လည်းတူတူရုပ်ရှင်လည်းတူတူခဏခဏဆုံရတယ်နော်ဆိုတော့အဲ့တော့ဟိုပါလို့ဆိုညီမတို့ဆိုလို့ရှင်လည်းဒါ ငယ်တဲ့အဖေခဲ့တာကိုရာဒါပေမဲ့ခုလည်းလေအကောအရန်ကိုကြည်ကောင်းပြီးတော့ချောနေတော့မယ်နောက်ပြီးတော့ကိုအဖေရဲ့အနုပညာရှင်တယောက်ကအခုလိုမျိုးအနုပညာခြေလှမ်းနေခက်ဆက်စိတ်နဲ့ပြန်ရောက်လာတာမြင်တော့အရန်လည်းဝမ်းသာမိတာမပြတ်သွားဘူးဟုတ်တယ်ပို့ပြီးတော့လည်းခြေလှမ်းပြန်စိတ်လာတယ်လို့ခံစားရတော့လေအဲ့ဒီအပိုင်းလေးကိုလောတော်လောဖြစ်နေတဲ့အကြောင်းလေးပြပြပေးပါအော်ဒီဒီအနုပညာလောက်ကတော့ဘယ်လိုပြောမလဲဒီငယ်ငယ်လေးကဒီလုံးနဲ့ပဲနေလာတယ်ဒီလောကထဲမှာပဲနေလာတယ်ဆိုတဲ့ခါကျတော့ဟိုကြားထဲမှာတခြားအလုပ်သွားလုပ်တဲ့အခြေအနေလည်းရှိရပါတော့နော်ဒါပေမဲ့လူကသာတခြားအလုပ်ကိုသွားသွားပြီးတော့အဲ့လိုမျိုး လုပ်ကြည့်ရတာစိတ်စိတ်နဲ့ကျန်တဲ့စိတ်ခံစားမှုကမကြနေဘူးဘလို့ဘလို့ခေါ်လဲဟိုဘက်မှာအလုပ်ကအဆင်ပြေတာမပြေတာတပိုင်းပေါ့နော်ဒါကျွန်တော်ကျွန်တော်စိတ်ကတော့မမပြောဘူးကျွန်တော်ဒီဒီအလုပ်ကိုပဲပြန်ပြီးတော့ဝယ်ဖြစ်နေတယ်ဆိုတော့ကျွန်တော်တက်နိုင်တဲ့အချိန်ကျွန်တော်အချိန်ပေးလို့ရတဲ့အချိန်မှာဒီအလုပ်ကိုပြန်ပြီးတော့လုပ်လုပ်တာပေါ့အဲ့ဒီဘောပါဟုတ်ကဲ့အကိုကလေအဲလင်းတို့နင်းမြင်တဲ့အရာဆိုရင်ဥပညာတစ်ခုလည်းမဟုတ်ဘူးနော်အာစီးပွားရေးပိုင်းမှာရောဒါကိုယ့်ရဲ့အိမ်ထောင်ဘက်ပိုင်းမှာရောအရန်ဟို စင်ပြေရပေါ့နော်ဒီချိုးเนาะအရင်ဖစ်ဖြစ်အောင်နေရပေါ့နော်အဲ့ဒါလည်းဒီလိုရှိရ အဲ့ဒါလည်းပြောပြချင်တယ်ကျွန်တော်ကလည်းကျွန်တော်တော်လို့လည်းမဟုတ်ဘူးကျွန်တော်ကောင်းလို့လည်းမဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့လည်းမဟုတ်ဘူးကျွန်တော်အပေါင်းအသင်းကောင်းတာကျွန်တော်အပေါင်းအသင်းကျွန်တော်တငငယ်ချင်းတွေကအဲကျွန်တော်တို့ကတငငယ်ချင်းကျွန်တော်တငငယ်ချင်းတွေအကုန်လုံးပါဗျာကျွန်တော်တို့မူလာတန်းအထက်တန်းအလယ်တန်းအဲ့လိုကျောင်းတက်လာတွေကပေါင်းလာတဲ့တငငယ်ချင်းတွေအကုန်လုံးအဲ့တော့ကျွန်တော်တို့ငယ်ဘဝမှာလည်းကျွန်တော်တူဆိုးခဲ့မိုက်ခဲ့ကြတယ်အဲ့လိုမျိုးစုံပေါ့နော်ဆိုးနီဆိုးလို့ရတဲ့နီလန်းအကုန်လုံးနဲ့တူဆိုးခဲ့ကြတယ်အဲ့ကျွန်တော်တို့အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာလည်းကျွန်တော်တငငယ်ချင်းတွေအကုန်လုံးကဟိုမိသားစုကိုယ်စီနဲ့ဖြစ်သွားတဲ့အချိန်မှာအဲ့မိသားစုတွေအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ကတဆူတဆီးရနေကြ တယ်နေကြတယ်ဆိုကျွန်တော်အခုဘန်ကောက်မှာဟုတ်တယ်ကျွန်တော် family ကြီးပုံစံမျိုးနေကြတယ်ကျွန်တော်ဘန်ကောက်မှာကျွန်တော်အခုကျွန်တော်လုပ်လို့ရတယ်ဆိုရင်လည်းကျွန်တော်တကယ်ချင်းနေအကုန်လုံးပါတယ်ကျွန်တော်တယောက်တည်းပါလားမဟုတ်ဘူးတကယ်ချင်းအားလုံးစုပြီးလုပ်တယ်အခုကျွန်တော်ရွှေရှင်ထုတ်လို့ရလို့ဆိုရင်လည်းတကယ်ချင်းနေအားလုံးစုပြီးတော့အဲလုပ်ကြတယ်ဆိုတော့နေတိုင်းနေတိုင်းပေါ့နော်ကျွန်တော်နေတိုင်းနေဒီဒီတကယ်ချင်းမိသားစုမိသားစုအနည်းဆုံး၄၅၆စုတော့ရှိရပါတယ်ဒီမတွေ့ရတဲ့နေဆိုမရှိမရှိနေတိုင်းနေတိုင်းကျွန်တော်တို့ဒီမိသားစုအကုန်စုံကြရတယ်ယောက်ျားလေးတွေအပြင်သွားရင်မိန်းမတွေကတအုပ်စုသွားကြတယ်ကလေးတွေကတအုပ်စုရှိကြတယ်ဆိုတော့ဒါဒါကျွန်တော် ို့ဘောကကျွန်တော်တို့အဲ့လိုတိစောက်ထားတာ relation တစ်ခုကပိုပိုပြီးတော့ခိုင်မြဲဟုတ်တယ်ဟုတ်တယ်ပိုခိုင်မြဲတာပေါ့နော်ကျွန်တော်တကယ်ရင်းနေမှာဆိုရင်ဒါပါကျွန်တော်ရုပ်ရှင်မင်းသားပါတယ်အင်ဂျင်နီယာပါတယ်ကားပွဲစားပါတယ်ဆရာဝန်ပါတယ်အကုန်ပြည့်စုံနေတယ်အကုန်အကုန်ပါတယ်ဆိုတော့ဒီဒီ group တစ်ခုတွေလည်းအကုန်ပြည့်စုံနေဆိုတော့ကျွန်တော်တို့အလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်း ဟိုဒီအလုတ်ကဟိုမအောင်မြင်တာအောင်မြင်တာထက်ကျွန်တော်ဒီလူတွေအားလုံးစုပြီးတော့လုပ်တဲ့တော့ကြောင့်မို့ကျွန်တော်တို့မှာယုံကြည်မှုတစ်ခုကရှိတယ်။ဥပမာလင်းပြောသလိုမိသားစုကိစ္စဆိုတဲ့အလုတ်ပဲပေါ့။ကျွန်တော်မိသားစုကိစ္စကျွန်တော်အိမ်အောင်ရေးကျွန်တော်ဟိုအိမ်တွင်းရေးကလည်းဒီကောင်တွေရဲ့အိမ်တွင်းရေးဒီကောင်တွေမိသားစုကိစ္စပဲဆိုတော့ပြဿနာတစ်ခုခုဖြစ်လာရင်ကျွန်တော်တို့ကအားလုံးဝိုင်းပြီးတော့ဖြေရှင်းလိုက်တယ်ဆိုတော့ ျွန်တော်မသိပြီဆိုနောက်ဆုံးမှမိမနဲ့စိတ်ကောက်နေအောင်မှဟဲ့လို့ပေါ့မင်းမောပြောသွားမှာကွာမင်းမစိတ်ကောက်နေလို့ရှင်းပြသမှာဦးစင်အဲ့ဒါပြီးသွားပြီဆိုတော့အဲ့ဒါကျွန်တော်တို့ကျွန်တော်ဘောကရက်နေရတာနဲ့တက်တာလာပေါ့ဗျာအဲ့ဒါမျိုးကရှားအောင်ရှားတယ်ရှားတယ်အဲ့လိုမျိုးဟိုလေးဒါလေးတကယ်ချင်း ျမတို့က6ယောက်ရှိရှိ9ယောက်ဒါပေမဲ့အဲ့ဒီအရာလေးကိုစိတ်ရင်းအမှန်နဲ့ပေါင်းတဲ့သူတွေကဒီခေတ်ကြီးကာလမှာရမ်းရှားတယ်အဲဒါကလေတငယ်ချင်းကောင်းမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းရှိတာကလေဒါအတိတ်ကကုသိုလ်ခံကောင်းလို့လို့လင်းရတော့မြင်တယ်တချို့ချက်အပေါင်းအသင်းတွေရှိရကွာအခုရှိပြီဆိုရင်ချီးငှားပြီးတော့ဟိုကြောက်ချနေတဲ့သူတွေလည်းရှိသလိုအကိုတို့ကြတော့မဟုတ်ဘူးလားအားလုံးစွစွစီစီအဲလို့တစ်ခုလုံးမလားတရားဝ90လားတရားလားတဲကြဟဲ့လောက်ကြမယ်ဟဲ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုအားလုံးရဲ့ ဟိုဒီဘုဘယ်လိုပြောမလဲတိုင်တိုင်မင်မင်နဲ့လုတ်တဲ့အခါအမှားနေတာပေါ့နောက်တစ်ခုကျွန်တော်တို့ကံကောင်းတာတစ်ခုကကျွန်တော်တို့တငငချင်းနေကြီးပဲအဆင်ပြေတာထက်ကျွန်တော်တို့မိန်းမတွေအချင်းချင်းအဆင်ပြေကြတာဟုတ်ပါအဲ့ရှောက်ကကြီးတယ်အဲ့ရှောက်ကကျွန်တော်တို့ကဖြည့်ရှင်းလို့မရသလိုဖြည့်ရှင်းရခက်တဲ့ပြဿနာဆိုတော့ကျွန်တော်မှအဲ့ပြဿနာမရှိဘူးမိန်းမတွေအကုန်လုံးကလည်းသူတို့အချင်းချင်းကိုကျွန်တော်တို့ခြေထားတဲ့ပုံရှိကြတယ်အဲ့သူတို့ကညီညီမညီမတွေလည်းလုပ်ချင်ကြတယ်ဆိုတော့တကယ်ဟိုကလေဆွေမျိုးတွေလိုဖြစ်သွားတာအဲ့ပေါ့ဟိုဆွေမျိုးထက်တောင်ကောင်းမယ်ဆွေမျိုးထက်တောင်ကောင်းမယ်ငယ်ရောတော့ငယ်ရောတော့စိတ်ကူးရင်ခဲ့တာငါ တို့ gain ပေါ့ဗျာငါတို့ gain ရှိပေါ့ဒါပေမဲ့ဒီရွယ်လာတဲ့ချိန်မှာတော့ gain ဆိုတဲ့စိတ်ထဲကျွန်တော်ငါတို့မိသားစုကြီးဆိုတဲ့စိတ်ကအဲအဲ့လိုဖြစ်သွားတာပေါ့အရင်အားသာတခုဆိုတရားနဲ့တရားဟို တိုင်တိုင်မင်းဖေးမကူညီကြရလို့ထင်တယ်ဟုတ်တယ်အဲ့တော့ပေါကောင်းတယ်လေဟဲ့မဟုတ်အဲ့လိုမျိုးမိမ6ယောက်ကလည်းတည့်ရနေမယ်ယောက်ျား6ယောက်ကလည်းတည့်ပြီးတော့ဘာမှလှုပ်လှုပ်မရဘူးတော့အဲအဘေ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 မမသွားနဲ့ပေါ့တော့အားလုံးကတော့ဓာ6 6တောက်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲပေါ့အဲကိုကိုအစ်တဲမှာကိုကိုကကိုချင်းချင်းခုခုဘုတ်တယ်လို့ရှိရင်တော့မှဟဲ့ငါမိမလည်းမသိဘူးမိမလည်းမသိသေးဘူးဘုတ်လည်းမသိသေးဘူးမိမလည်းအကုန်လုံးလမ်းပိတ်တော့ဆိုအဲအဲ့လိုမျိုးသွားရတာပရိုကုတ်တွေပေါ့ အဲ့ဆိုရင်အကိုတို့ဒီ group ကတဖြည်းဖြည်းနဲ့ကြီးထွားလာပါဘောနော်အသားသမီးတွေပါပါလာသားသမီးတွေပါပါလာအခုချိန်ကြီးဆိုလေဒီအိမ်အောင်ပြုတော့အကိုတို့တငယ်ချင်းတွေအဲ့လိုအကုန်လုံးကျွန်တော်တို့ချိန်ကြီးကြပြီးပြီးပြုကြအိမ်အောင်ပြုတော့ကိုစိုက်တာကိုယူပါဘောအဲ့လိုလည်းမဟုတ်ဘူးအမှန်တမ်းပြောရရင်ကျွန်တော်တို့ဒီဒီတငယ်ချင်းတွေအားလုံးစုမိစုမိတဲ့အချိန်ဆိုတာဒီလိုရှိတယ် အာကျွန်တော်တို့ဟိုလူငယ်ဘဝလူယူဘဝတော့ကကြတော့မတယောက်တနေရာစီရောက်နေတဲ့ငွေချင်းရှိတယ်။မနေ့ကညမှလို့လို့နေတဲ့ငွေချင်းလည်းရှိတယ်။ဒါပေမဲ့ဟိုအတီးတီးအိမ်အောင်ကြကြပြီးကျဲဟိုကလေးရလာပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ရည်ရွယ်မထားဘဲနဲ့ကျွန်တော်တို့ငွေချင်းတွေအားလုံးကအော်တိုမက်တစ်ပြန်ပြီးတော့လာပြီးစုမိသွားကြတယ်နော်။သူပြဆိုကျွန်တော်ဟိုငငယ်လေးရတွေ80ညငငယ်ချင်းလည်းပါတယ်။ဒီကောင်လေးဆိုလည်းနိုင်ငံသွားတဲ့ကောင်လည်းပါနဲ့။ဒါပေမဲ့ဒီအချိန်မှာတိုက်ဆိုင်ဆိုင်ပဲအားလုံးပြန်ပြီးတော့စုမိသွားတယ်။စုမိတဲ့အချိန်မှာလည်းအဲ သူ့ကလေးကလည်းကျွန်တော်ကလေးနဲ့အရွယ်တူဖြစ်နေတယ်အားလုံးအရွယ်တူလေးဖြစ်နေကြတယ်ဆိုကျွန်တော် generation ကအဲ့လိုအဲ့လိုလေးရှိတာရှိတယ်ဒီဇက်တွေပေါ့ဒါပေမဲ့ကျွန်တော်ထင်တာလေကျွန်တော်တို့ generation မှာရှိတဲ့လူတွေအကုန်လုံးကအဲ့လိုစိတ်ဓာတ်မျိုးရှိကြတယ်ဗျဒါကျွန်တော်က ကျွန်တော်ရဲ့အကြောင်းနေပြဿနာငင်းနဲ့ကျွန်တော်အပြင်ဘဝလူမျိုးပြောတာကျွန်တော်ရုပ်ရှင်နေရလူမျိုးဆိုလဲလင်းလို့သိပါတယ်ကျွန်တော်တို့ဆန်းဆိုင်တို့ဟက်ကက်တို့99တို့နေလာတဲ့ပုံစံကဒီပုံစံပဲအဲ့ group ပဲဒါအခုတို့အရင်ငငယ်တော့ဆိုရင်လင်းတို့ make up စလေးနေဆိုလင်းတို့အန်ဒီဆိုရဲ့ mindset ရှိမှနေမှာအန်ဒီဆိုနောက်လေးတွေဆိုအခုတို့ visit တစ်ခေတ်ဘောလုံးကြီးနေသွားရင်ဆယ်သင်းနေရရတယ်ဗီဒီယိုတော့တိတ်မရိုက်ဖြစ်ဘူးเนาะအဲ့လို visit တော့ရရတဲ့ခေတ်အဲ့ခေတ်တွေက ကိုလည်းဟဲ့ဆိုကိုတော်တော်ကြီးနေတယ်ကျွန်တော်တို့ချင်းချင်းပဲဖြစ်တယ်မထားပါဘူးလင်းပြောဆိုလဲ VCD kick ကဆိုလဲတရှင်းတဲ့ဘုတ်ကိုကျွန်တော်1000ကျော်ဆိုရင်ကျန်တဲ့ကောင်တွေက1000မရှိကြတယ်ကျွန်တော်1000ကိုလည်းမယူချော်လည်းတက်ယူမယ်ဆိုရင်ကျန်တဲ့ကောင်တွေက1000ကျော်အတူ1000ကိုပေးရင်ကျွန်တော်လည်းမယူမယူအဲ့လိုမျိုးဆိုတော့ kick ကလည်းပြောဖို့ကောင်းတယ်အဲ့လိုလေးသွားကြတယ်ငယ်ချင်းတွေချစ်တက်လိုက်ကြတာနော်ဟိုလေးတယောက်နဲ့တယောက်လေးဟဲ့သူသူနာမည်ကြီးသွားတယ်လို့ငါတို့ကလေးသူတို့လေးချစ်မိနောက်ပြီဖြစ်နေတော့လေကိုကနဲ့ရန်กว่าတယ်နောက်ဆုံးဆန်းဆန်းရဲ့တငယ်ချင်းများစွာအခွေမထွက်ခင်မှာချောကလက်ရောင်ရေခဲအိမ်မဲ့ဆိုတော့ခွေထွက်တယ်လေအဲ့အခွေပြီးတော့တငယ်ချင်း တ်သက်ထွက်မယ်ဆိုတဲ့အချိန်မှာအားလုံးရဲ့ဆွေးနွေးချက်ကဒီတကယ်ကြီးတော့အခွေအပေါ့ကိုပေါ့အောင်ဘယ်လိုနေနေအောင်မြင်ရမယ်ဆိုတော့ကျွန်တော်တို့ hacker တို့တမ်းမုံတို့ပါလို့ဆိုတာကိုကားနဲ့ကိုကိုအောင်နဲ့ကိုရှိမြရန်ကုန်မှာရှိတဲ့ကျောင်းနေအားလုံး flyer လေးတွေလိုက်ဝေပေးတယ်ဟာလာဟို blazer မှာလုပ်မဲ့ဆဆိုင်ပွဲကိုလူတွေအများကြီးရောက်လာအောင်ဟုတ်ကဲ့မမီလားပလေးစုံမှာစမ်းတိုင်းရဲ့ပထမဆုံး show လုပ်တာဟိုဘလဲစုံလေးတမျိုးပါလဲဥပ္ပစာရလမ်းအဲဟုတ်တယ်ဟုတ်တယ်ကြာပြီလေဟုတ်တယ်အဲ့အဲ့ဒီမှာဒီပလေးစုံတစ်ခုလုံးကိုလူတွေပြည့်သွားအောင်ရန်ကုန်မြို့မှာရှိတဲ့ကျောင်းကျောင်းသူတွေအားလုံးကိုကိုနီးကိုဟန်နဲ့ ရအောင်စူးစီးခဲ့တယ်။တစ်ပိုင်းတစ်နိုင်ဆက်ကဲစူးစီးခဲ့။ဘာဖလက်ဝေးပြီးတော့အဲ့တော့ဒီဒီလိုလုပ်လိုက်ရင်စစိုင်းအရင်နာမည်ကြီးဆုံးဆိုတော့ကျွန်တော်သိတာပေါ့။အဲ့လိုကြီးစွာသေးချင်တာ။ဟုတ်ကွာဟိုအရင်တုန်းကပေါင်းတဲ့သူတွေအလုံးတယောက်နဲ့တယောက်က အာတငယ်ချင်းစိတ်အပြည့်ရှိတာဟုတ်ပြီသားစုစိတ်နော်အဲ့လိုကျွန်တော်ခက်ခဲကြတာကိုယ်တက်တာမနာလိုတဲ့စိတ်မျိုးရှိရခက်ခဲတယ်ဗျာကျွန်တော်ခက်ခဲဥပမာထားပါတော့ဖနက်တရံဖနက်တရံလူချင်းလည်းကျွန်တော်တို့ကခက်ခဲအဂျင်မောင်းကြီးတစ်ထည်လူချင်းလည်းခက်ခဲတယ်အဲမင်းစတေရှိုးဆိုရင်မက်ဆီငါ VCD ရရင်ငါစီးမယ်အဲ့လိုဆန်းဆန်းနဲ့ကျွန်တော်တို့ဆိုတော့ jacking ပေါ့ဒါပါတော့အခက်ကဖဖန်တို့ဘာလို့ဆိုဆော့ရှာအဲ့ရထည်ရှိတယ်မြှောက်ဝဲကြမယ်ဆိုအဲ့လိုစိတ်လေးနဲ့နေခဲ့ကြတာဆိုတော့အခုချိန်ကျွန်တော်တို့ကနင်းထွေးရှိတယ်ရှိတယ် ဟုတ်ကဲ့မရှိတော့ဘူးဟုတ်ကဲ့ဟိုကလေဟိုဒါကအကုန်လုံးစိတ်တည်လေးညှကြလို့လို့ညီမထင်တယ်တယောက်တည်းရပဲအဲ့လိုတခြားကိုယ့်ရဲ့တငယ်ချင်းအောင်မြင်စေခြင်းနဲ့စိတ်ပျော်ရွှင်စေခြင်းနဲ့စိတ်ရှိနေမယ်ဆိုလည်းမရအောင်ခုကရှိသမျှလူ၅ယောက်ရှိ၅ယောက်စလုံးကအပြန်အလှန်ပေါ့နော်အဲ့လိုစိတ်တည်ရှိလို့လေအချိန်ကာလတစ်ခုထိအကြာကြီးဒီ relationship တွေကခိုင်မြဲနေရလို့ထင်တယ်ပြီးတော့အခုဆို sorry sorry ကြားရရလေးပြောအခုအဲ့လိုမျိုးစိတ်ခက်လေးတွေအခုအခက်ကအဲ့လိုရှိတဲ့အတွက်ကြောင့်အခုဆိုရင်လည်းဒီနေ့ဒီချိန်ဒီလိုခက်ကာလအထိ ကိုဆိုင်ဆိုင်ဆိုလဲသူနေရမှာသူကိုဖြိုးဆိုလဲကိုဖြိုးနေရမှာကိုဖြိုးဟုတ်ကိုနာမည်နဲ့ကိုဒီလောက်အဲဒီဆယ်စုနှစ်ကျော်ရက်တည်နိုင်တဲ့ဟာမာကအတူလဲတာသွားတာမျိုးကိုလဲကြာနေတာမျိုးကိုလဲပြတ်သွားတာမျိုးမရှိဘဲနဲ့ကိုနေရာလေးနဲ့ကိုရှိနေတာကလေအမတန်မှပျော်ရွှင်စရာကောင်းတဲ့အာ တကယ်ချင်း relation တစ်ခုလို့ထင်တယ်နော်ကျွန်တော်ဆိုမှထားကတော့ science ဆိုရင်လည်းဟျောင်းဆိုင်ဘယ်ကဘယ်ကတော့ရောအဲ့အဲ့မျိုးဆက်ကြည့်တော့မရိုက်နဲ့ကွာနည်းမလိုက်ဘူးဒါကျွန်တော်ပြောလို့ရတဲ့စကားကျွန်တော်ပြောစကား तू နားထောင်လဲ तू နားမဝင်သူလည်းကျွန်တော်ငပြုတ်မေးရောခန္ဓာကိုယ်ကြီးကအဲ့လိုကြီးကတော့အဆင်ပြေဘူးနော်ဟျောင်းဘာဘာလောက်ရမယ်နော်ဆိုလဲချက်ချင်းကျွန်တော်ကောင်းထဲမှာလင်းတယ်အာဒီကောင်မပြောနေပြီဆိုတော့ငါလောက်ရောမယ်ဆိုတော့အသိစိတ်ကရှိကြဟုတ်ကဲ့နော်အလေးသာကံကောင်းကြတာပဲပြီးတော့အကောကလေဟုတ်တယ်ဟန်ဆောင်မှုရှိနောက်တစ်ခါကကောင်းစီကျင်းတဲ့စိတ်အပြည့်စေတနာအပြည့်ရှိကြတယ်ပြီးတော့အခုဆိုလို့ရှိရင်ဟို အခုရပေါင်းသစ်ဆက်ရေးဆိုလို့ညီမတို့ပရိသတ်အနေနဲ့ပေါ့နော်ရှူတင်နေမှာတော့မမြင်ဘူးပဲဟိုတစ်ဆင့်စကားတစ်ဆင့်နားနဲ့ကိုချူကပျော်ပျော်နေတတ်တယ်ပြီးတော့ဥကြောင့်သူနဲ့ဆိုလဲအမြင်နဲ့စနောက်နေအဲ့ relationship တွေဆိုလို့ရှင်လေညီမတို့တတိထားပြီးတော့လေအဲ့လိုမျိုးအပိုင်းလေးတွေပေါ့ဒါဆိုရွယ်တူတော့မဟုတ်ပြင်မယ်လေအခုတို့တိဆောက်ထားတဲ့ relationship တွေပေါ့ဟုတ်ငါပြောသလိုပေါ့ဥကြောင့်သူဘာလို့လဲကျွန်တော်နဲ့ဆက်ဆံရေးဆိုလဲအဲဟိုအသက်ရွယ်သာကော်ရီမဲ့ဥကြောင့်ကျွန်တော်နေခဲ့ရတဲ့ပဲဥကြောင့်သူဟိုဥကင်းဥကင်းတို့ဥယိုင်းတို့ဘာလို့ဆိုတော့ကျွန်တော် မင်းသားပေါက်ဆဘဝလေးတွေကဒီဘေးကြီးကိုကျွန်တော်တအားလက်ချစ်တယ်ဒါပေမဲ့အဲ့အချိန်တုန်းကကျတော့သူတို့နဲ့ကျွန်တော်အခုလိုမျိုးတွေ့ဘူးဆိုတာကျွန်တော်တို့အိမ်မက်ပဲဟုတ်ကဲ့ဒါပေမဲ့ဟိုအရင်ကင်းကောင်ဖိုးပြုံးကပြောကြော်ဆိုတာဒွေးလင်မှုတော့ပဲဒွေးလင်မှုတော့ပဲရိုက်တယ်ကိုသူတို့နဲ့တွေ့ဘူးဆိုတာကိုရီဆိုတာဝီဝီတဲတော်တော်ဟိုကျွန်တော်တော်တော်လေးကိုဒီလောကထဲမှာတော်တော်နေရကြာတဲ့အထီးကိုကိုသူတို့နဲ့ရိုက်ဖို့အတွက်ကိုဒရိုက်တာကိုကျွန်တော်မှတော်တော်လေးကိုပြောယူရတာဟုတ်ကဲ့ဒါတော့မင်းသမီးကဘယ်သမီးနည်းငှားပေးဆိုသူကငှားပေးမယ်လွယ်သေးတယ် ဒီလေရောက်ကိုပအောင်ထည့်ပေးပါဆိုရင်အဲ့ဒါမလွယ်ဘူး plastic ညာနော်အမလွယ်ကြောင်ညာဆိုတဲ့သူတို့ပဲဟုတ်တယ်ဟုတ်လားဘာ VCD သူတို့ပဲဟုတ်လားရုပ်ရှင်ဆိုတဲ့သူတို့ဗီဒီယိုဆိုတဲ့သူတို့ပဲဆိုတော့အဲ့လိုအဲ့လိုနေခဲ့ရတဲ့လူကြီးတွေဒါပေမဲ့အဲ့ဒီတုန်းကသူတို့ကျွန်တော်ဟိုလေးစားတာချစ်တော်တကယ်ချင်းလို့နေလာတဲ့ခါကျတော့အခုအချိန်မှာကျတော့သူတို့ကကျွန်တော်ကိုပို့ပြီးတော့အဲသူတို့စိတ်ထဲမှာလည်းအတိမတ်လေးတစ်ခုပြူတယ်ပေါ့နော်ဦးရိုင်းလို့ပြောဆို level လေးပေါင်းမိတယ် level လေးပေါင်းမိတဲ့ခါကျတော့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်လှုပ်ရှင်တာလေးတွေကျွန်တော်စိတ်ကူးလေးတွေကိုလှုပ်ရတာလွယ်တာပေါ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ခုပြောနေဆိုတချို့ကကြတော့ဒါ shooting တွေပါပဲတိတ်မစုံဘူး shooting စုံနေဆိုလဲ makeup ဘိုင်းအနေနဲ့ပဲစုံကြတာများတယ်တင်းဆိုကိုပြိုးနဲ့မမဲရဆိုရုပ်ရှင်ရိုက်ဘူးတယ်ဟုတ်ကဲ့အဲအဲ့လိုပေါ့နော်ဒီ hobby တရေကားလေးတကားရိုက်ဘူးတဲ့အချိန်မှာဆိုလဲအမှန်တိုင်းပြောရင်အဲ့ထဲမှာဆိုကိုက makeup ဆရာကနေပြီးတော့ရိုက်တာကွာအစိမ့်တသက်ကြီးဒါပေမဲ့ရိုက်တယ်ဆိုကိုမင်းမြတ်တို့လည်းပါတယ်ကိုပြိုးတို့လည်းပါကိုဆန်ကိုတမောင်ဆန်မင်းဝင်းတို့လည်းပါတယ်ဥခင်လည်းဒါပေမဲ့၄ယောက်တည်းမှာကိုကအမှန်တိုင်းပဲဘာမှ တဘာလည်းမရှိဘူးဝါလည်းမရှိဘူးဘာမှမရှိဘူးဆိုပေမဲ့ဟိုကိုမိုင်းရင်ဟိုကမိုင်းဆိုအကိုရုံးနဲ့ရှင်တော့ကိုကဘာမှဘာမှမသိဘူးမတက်တဲ့လူဆိုတော့လောက်ခေဆိုရင်ကိုဘလောက်မှမလုပ်ပေးတယ်ကြံလုပ်ပေးတယ်စိတ်ရှည်လက်ရှည်လုပ်ပေးတာကလည်းဒါစိတ်ပြည့်လို့ပေါ့နော်အစိတ်မပြည့်ဆိုဟိုတခါကျရင်ကိုဆိုရင်တော့အဲ့လိုဆဲမရတော့ကွာစိတ်ကြည်ညစ်ပါအရှမ်းပူတယ်လေအရိုက်တော့ဆိုနော်ကိုနော်မနစ်ကတီလို့အချိန်ပြောလို့ရအရှမ်းပူတာအဲ့လိုအားနေပူနေချွေးထွက်နေတာ ရဲရဲအိမ်ထဲမှာဆိုလှောင်မှာလေလေဝင်လေထွက်မရှိဘူးဟုတ်ကဲ့အဲ့ဒီ time ဆိုအဲ့ထဲမှာလေပျော်မျိုးလေဟိုပျော်စိတ်အောင်ကြီးလိုပဲနော်ဟိုကိုယ်ခံမပိုင်လေအဲ့ထဲမှာထား remote တွေစားကြနော်အဲ့လိုမျိုးဆိုအရန်အဲငငယ်တော့ live ကိုရတယ်ငငယ်တော့ဆိုလင်းနဲ့ make up လိုက်လင်းရတယ်ဆိုရင်အဲအလီဆွေတို့ကလင်းပေးလိုက်တယ်ဆိုရင်အဲအခင်ဆိုအဲ box pp တို့ box အေဝေတောင်းနှင်းဝေတောင်း smile တို့အဲဂလုံးရစားကြောညာရပါရဲ့ဆိုတော့လိုက်ရပါလေးမိပြီးစင်ကိုကနောက်ကပေါက်လေးကော်ပေါက်ကလေးနဲ့တန်ရှင်လိုက်လို့ရတယ်ဆိုအခုပြောတဲ့အဲအဲကို 哎，哎，那个让父母做，哎，哎，干啥？哎，老婆，哎，老婆，哎，这个来着。ไอ้คิดเนี่ยไอ้ได้มาเว้ยกูแลดีเฉยมามิ้นท์ช่อๆตุ่ยแล้วกูเปล่าเลยกวัดตั้วไปแล้วแหละปุ๊ตุ๊ปุ๊ตะลงเนี่ยแหละหมอดําเมอารมณ์กูลุกกูลงเลยจ้ะอีกแล้วจ้ะโหเดียวเนี่ยเดียว respect ชื่อจ้ะชัดดีชัดดีพวกอะไรอ่ะบ่เนาะดีโดเมกะเสียอะไรเนี่ยเราเนี่ยสรว่าตะเงินชิ้นหนูนี่แกอ่ะไมซันโหอ่าเนี่ยเฉยๆโหซีซุยโหเนี่ยสรว่าโหเราเนี่ยมาแล้วเปล่าหรอ အကြောင်းအကုန်ဒီအကြောင်းဒီဒီစီစီကျွန်တော်တို့တခုခုဆိုလဲနောက်ဆုံးပြကျွန်တော်တို့ခါကြီးပြဿနာတွေတက်လို့ဘာညာဆိုဘာလဲနဲ့ရောက်သူတို့ခံနေတက်တက်ပြေးရတယ်အဲဒါဆိုငါတက်တက်တက်ပြေးအဲ့လိုမျိုးကြီးလဲအများကြီးရှိခဲ့တယ်ဟုတ်တယ်ပိုင်ယိုနီယာခဲ့တော့ရှိတယ်နောက်ဆုံးကျွန်တော်ဟိုကျွန်တော်တို့ဟိုဘောနော်ခါကြီးရေခွေးမှာကျွန်တော်တို့ဒဏ်ရာတွေရရတယ်ဘာညာဆိုလဲ အစေးဦးမှာပို့ဆိုလဲကျွန်တော်ခဏကိုကြီးကိုမပြီးကောက်ဝတ်တင်နေတာသူတို့ပဲရှိတယ်ဟုတ်ကဲ့ဟိုကတော့ဆွေတို့ဆွေတို့ဆိုကျွန်တော်သူတို့ကိုကောက်ဝတ်မတင်မြမတမရိုက်နေတယ်ကျွန်တော်ဒီကောင်ပြောသူကိုကောက်ဝတ်မတင်သူကိုစီကံကိုသူကိုကောက်မောင်းသူကိုစီကံကိုသူကိုမပြီးချက် ဆေးကတခုလုံးကကြည့်နေခေါင်းဝင်အနဲ့ဝဲဆိုကြည့်နေကျွန်တော်စပင်မိမစပင်နဲ့ကျွန်တော်ကျွန်တော်ရှိတာမိမဘသူကကြောက်တယ်ဘသူကဆိုးတယ်ပဲမင်းယူရတယ်အဲ့လိုဆိုဒါသူတို့ကျွန်တော်တို့ကမူလပြောသလိုပဲဟိုအတူတူဖြတ်တန်းလာကြတာဗျာဒီမှာအဲ့ချိန်တုန်းကဟိုမိုင်းဆန်းလဲခင်ဆန်းဝင်းဆိုတာကြီးမဟုတ်ဘူးဟုတ်ဆိုကျွန်တော်တို့တူတူဖြတ်တန်းလာတာဖြတ်တန်းလာဆိုတော့မိုင်းဆန်း ကလာဟိုထားပါတော့ wedding wedding အတွက်တောင်းရိုက်ဖို့လူတွေဆိုရင်လည်းကျွန်တော်တို့တစ်ခါမှငဖြိုးရီဘယ်နေ့အားလဲမေးစရာအကြောင်းမရှိဘူးငဖြိုးရီဘယ်နေ့ဘယ်နေ့ရိုက်မယ်လာခဲ့ပြီးတော့အဲအဲ့လိုပဲသွားလာကြတာလေကျွန်တော်တို့ကဆိုတော့လေနော်ခေါင်းရင်တော့ပို့ပြီးတော့ family ဆန်တယ်လို့ပဲနော်ပြောဖို့ကောင်းတယ်ဟုတ်တယ်ဝေကြီးလေအဓိကလို့မဟုတ်ဘူးအဓိကဟိုရင်တော့ကျွန်တော်တို့ကဒီအလုပ်ကိုလုပ်ပေးမယ်ဟုတ်ကဲ့ ကိစ္စတိုင်းခက်တယ်ဗျာဟုတ်ကဲ့ကိစ္စတိုင်းခက်တယ်မိကက်ဆီကလည်းမိကက်လိမ့်ဖို့အတွက်သူလည်းခက်တယ်ကျွန်တော်လည်းတရုပ်ဆောင်မှုအတွက်အဝတ်အစားအစပါအစားအစီအစဉ်ရတာအကုန်လုံးခက်တယ်ဆိုတော့အရာရာခက်ခဲတဲ့ခက်မှာအတူတူဒီလောကတွေဝင်လာကြတယ်ဒီလိုလို့တခါကျတော့ကိုခက်တယ်လို့သူ့မှာလည်းခက်တယ်ဆိုတော့တည်တယ်ပြီးတော့အဲ့ဒါကိုအထွေထူးဟိုဖြစ်မနေတော့ဘူးပေါ့နော်အဲ့အဲ့အဲ့တဘောပေါ့လေကောင်းတယ်ဗာလဲဆိုတော့လုံးဝမိကက်မလဲဘူး အမေကမလို့ဆိုတာကြီးလို့ဟိုလိုခေါ်လဲကျွန်တော်တို့ကြုံခဲ့ရတဲ့လူတွေကဘာဝပေါ့နော်ကိုသားကြီးလို့ဆိုလဲအဲ့ခက်ကလုံးဝမလဲဘူးဦးကျော်အင်းလို့ဆိုလဲမလဲဘူးဒါပေမဲ့ဘာလို့မလဲဆိုတော့တခုရှိရအဲ့ခေကျွန်တော်တို့ခေကကျတော့ထိုးတဲ့မီးတွေကဒီလိုမှန်ကြမ်းနေတက်တက်တာမီးမှန်ကြမ်းနေတယ်ဆိုတော့အပြည့်ထိုးတာဆိုတော့ဟိုလိန်ထားလို့ရှိရင်လည်းလိန်ထားတယောက်တည်းကအရင်ကြီးအတိအသာကြီးအဲ့လိုအဲ့လိုဖြစ်နေလေဟုတ်တယ်အဲ့ဒါကြောင့်မလူအပ်တဲ့ဟာမှာမလိန်တာအကျင့်ဖြစ်သွားကြတာဟုတ်ကဲ့ပါ အကောလေအဲ့လိုနေတာထိုင်တာအစပြောပုံစုံပုံအစအဲ့လိုအရန်လေဟို friendly ဖြစ်တယ်ပေါ့နော်အဲ့လိုမင်းသားတယောက်အနေနဲ့ဆိုပြီးတော့အနေကြုံခဲ့တဲ့ပုံစံမျိုးတွေပါမရှိတော့ခဲ့ဘူးထင်တယ်နော်အကောရဲ့ life မှာလေစာနာပြီးတော့လေဟို तू link ခုနပြောသလိုပေါ့နော်အဲ तू तू ပါလို့ငါမထွက်ဘူးလို့အဲ तू ပါလို့ငါအဲ့လိုမျိုးတွေတော့မရှိဘူးခုနပြောသလိုခုနပြောသလိုကျွန်တော်တို့အရွယ်မှာကျွန်တော်တယောက်တည်းဒီ log in မှာဝင်ပြီးတော့ကျွန်တော်တို့ဒီ log ကိုလုပ်နေရင်တော့အလင်းကျိုးတဲ့စိတ်ကရှိတော့ကျွန်တော်ကျွန်တော်တကယ်ချင်းနေအကုန်လုံးက မင်းငါမင်းသားဖြစ်တယ်လို့သူလည်းမင်းသားဖြစ်နေရပဲလေခေါကောင်လည်းမင်းသားဖြစ်နေရပဲလေဒီမှာအဲ့တော့ချင်းချင်းကြားထဲမှာကိုကထူးပြီးတော့မင်းသား ID လို့နေဝိုင်းဆဲခံရုံပြန်ပါရှိတော့ကြီးနေတာကြီးဝိုင်းကြီးရမှာပေါ့ကြီးစရာကြီးဖြစ်သွားမှာပေါ့အဲ့အဲ့စိတ်ကကျွန်တော်တို့မှာအယူဆွဲသွားတဲ့ခါကျတော့ဘယ်ချီနေရောက်နေရောက်နေအဲ့လိုနေရင်လူကြီးစရာကြီးဆိုတာအော်တိုမက်တစ်ကျွန်တော်တို့သိတယ်ဗျာဆိုရှူတယ်မှာမင်းသားလို့ဒီလိုကြီးဘာညာနေဒီကောင်ဆော့ဘောဆိုတာကျွန်တော်တို့သိတယ်အဲ့ဒါဖိတ်လို့နေဖိတ်လို့နေဒီကောင်ဒီကောင်တကယ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 ်အနုပညာကိုသိရကောင်မဟုတ်ဘူးဒီကောင်တကယ် သူလားကိုလားရှင်ပြီးလုပ်လို့ရတဲ့ကောင်မဟုတ်ဘူးဆိုတော့ဒီကောင်ထိုင်ကောင်မထိုင်နေတာကိုကြည့်လိုက်တာလည်းကျွန်တော်သိနေပြီဆိုတော့အဲအဲအဲ့ဒါလေးလေပါတော့ဟုတ်ကဲ့ပါအဲ့တော့အကိုပါရှူတယ်ပါဆိုကိုကနေပြီးတော့လေဟုတ်ပါပဲဟုတ်ပါပဲစားစားမယ်စားလားစားစားစားဒါပဲဟုတ်ကဲ့အကိုဟိုညီမဖြစ်သူ theory ဆိုရောအကိုအနေနဲ့ဒီအနုပညာအလုပ်ကိုလုပ်ဖို့အတွက်အကိုတိုက်တွန်းခဲ့ရမျိုးရောရှိလားမရှိပါဘူးသူလည်းတော်တော်လေးအဲသူရွယ်တော်ရောက်မှသူဒီအလုပ်ကိုသူလည်းဟိုဖြစ်တာပဲငယ်တော့သူလည်းသိစိတ်တည်းမရှိပါဘူးဟုတ်ကဲ့ ပြီးတော့ဟိုအခုအစည်းအဝေးဆမှာလည်းအမေမဲ့ပြောထားတယ်ဒီအခုအသက်ရွယ်တဲ့အကိုရဲ့ခန္ဓာကိုယ်အားစလို့ fit ဖြစ်နေအောင်ထိမ့်သိမ့်တဲ့အပိုင်းလေးပေါ့နော်အဲ့ဒါလေးလည်းဝေမျှပေးပါအောင်ကိုကျွန်တော်ဘယ်လိုခလဲဟိုအားကစားလို့ရတာကြိုက်တယ်ကြိုက်တယ်ဆိုတော့ကျွန်တော်ဟိုငငယ်လေးကအဖေကဘတ်စကတ်ဘောပြင်မဲ့လို့ရင်းဆိုတော့ငငယ်လေးကကျွန်တော်တို့အဲ့လိုဘတ်စကတ်ကိုယ်နဲ့မှပဲကြီးလာကြတယ်ဆိုတော့ဒီလိုမျိုးအားကစားတစ်ခုလုပ်နေကြတယ်နောက်ဒီရောက်တော့လေဥမာသူများတို့ကျွန်တော် gym လေးပါကြတော့လည်းပြင်းတယ်ပြင်းတော့အဲကျွန်တော်အချိန်ဟိုဘယ်လိုခေါ်လဲနေ့တိုင်းပေါ့နော်တခုခုတော့ ကစားရတယ်ကျွန်တော်လုံးဝထူးထူးမထူးရင်ကျွန်တော်ဘတ်ဖြောကစားမယ်အရင်သွားကူးမယ်ဆိုတာကျွန်တော်ကျွန်တော်အဲ့ဒါအကျင့်ဖြစ်နေတယ်အဲ့လိုအဲ့လိုနေလိုက်တာအဲ့ဒါကြည့်နေပရိသတ်တွေအမှအမျိုးသားတွေလည်းရှိတယ်။ဒီကမျိုးသားလေးတွေကဆာဘိုက်ကလေးပူ။ကျွန်တော်လည်းပူပါကျွန်တော်လည်းအဲ့လိုပေါ့ကျွန်တော်ဝါတဲ့ချိန်ဆိုတော့ကျွန်တော်ဆွတ်ဆွတ်ပြီးပွားနေတယ်။ဟုတ်ကဲ့။အဲ့လို အားကားဘလို့တခုခုလုပ်ပြီဆိုကျွန်တော်ကညှိတယ်ဗျာညှိတယ်မျိုးစားတွေမှာပါတယ်ဘာလို့လို့ညှိသွားတာလဲအားကားလဲเนาะဖိတ်ဆက်အမုံညှိရဆိုတော့ဆွဲ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 တဲ့ဆွဲတယ်ဒါဆိုရေကူးရေပဲကူးရေပဲကူးဆိုတော့ခြားမှာမလို့ကျွန်တော်အဲရေကူးနေကြချင်းရေပဲကူးမယ်ဘာဆိုကစားဆိုလဲဘာဆိုဘဲကစားနေချင်းလဲဆိုတော့အဲအဲ့လိုပေါ့ဖြောစရာအကုန်လုံးတော့အကောင်းနေဆိုလဲနောက်ကနော်အိုင်စီရထွန်းတော်ညှိညှိတာဟုတ်တယ်နော်အဲ့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 ဒီအဲ့ဒီတော့ white sign ကြီးကြီး sign ဆိုရှယ်မီဒီယာမှာတက်လာတယ်လေပါအမေတို့ခစ်တော်က ပါလေအစင်လေးအဲ့အစင်လေးအခုထိချောနေတော့မယ်အဲ့အရန်ဟုတ်တယ်ဆက်ကိုကြီးစင်နေဖြစ်နေကွာမအိုကြဟုတ်တယ်အဲ့ဒါဖြစ်လို့ရှိပဲကျွန်တော်ကအသက်ငယ်ငယ်တွေနဲ့ဒီဒီဒီလောကတွေရောက်ကြတာဆိုတော့လေဘယ်လိုခေါ်မလဲဟိုညီမတို့ဆက်ကွန်ဆက်လောက်ရောက်တာလားဟာအဲ့တော့ကျွန်တော်စေရန်အောင်ပြီးတောင်းနေမှာ16 16တော့အကုန်လုံးနှီးပါပဲလေချွေကောင်းလေးတွေပေါ်ကိုကြီးရောကျွန်တော်ခေတ္တကစေရန်ဖြီးပြီးကြာနေအကုန်လုံးကမော်ဒယ်လောက်ရမယ်ဆိုပြီးတော့အဲ့ခေတ္တပေါ့နော်လောက်ကြတာဆိုတော့အကုန်လုံးကငယ်ရွယ်နဲ့ဒီလောကတွေရောက်လာတာဆိုတော့ ဟိုဟိုဘယ်သူတို့တော်တော်များများမျက်စိမှာဘယ်လိုကမှာကြာကြာနေပြီလို့အသက်ကမကြည့်သေးဘူးဟုတ်ကဲ့အခု generation နဲ့ပတ်သက်ပြီးတော့အခုဒီနောက်မျိုးဆက်သစ်တွေပေါ်ပေါ့နော်အခုအနေနဲ့ရောလက်တွဲခုံမှုအပိုင်းနေရာဘယ်လိုရှိလဲဆိုတာလည်းသိချင်တယ်အခုကျွန်တော်စုံပြစ်ဘယ်လိုခေါ်လဲကျွန်တော်လူရိုက်ဖြစ်တဲ့လူကတော့ရိုက်ရိုက်ရိုက်တဲ့အချိန်မှာအဲ့လိုပဲလူကဟိုကိုယ်မျက်စိတွေတခုခုပြောဖို့လိုအပ်တယ်ထင်တော့အဲ့လိုပဲပြောလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါလေးဟိုမှာကျွန်တော်ကျွန်တော် တက်နိုင်တဲ့လောက်ကတော့မလိုအပ်ရင်လည်းကျွန်တော်လည်းမပြောချင်ဘူးနောက်တစ်ခုကကျတော့အဲ့လိုသွားပြောလိုက်တိုင်းလည်းကောင်းတဲ့အရာရှိသလိုမကောင်းတဲ့အရာလည်းရှိရတယ်ကျွန်တော်စီမှာအဲ့လိုလက်တွဲခေါ်ရမယ်ဆိုတော့စိတ်စိုက်ကိုကြီးကဝင်နေတော့ဟိုတော်တော်ပြီးတော့လက်တွဲခေါ်တော့တချို့လူတွေကကိုလက်တွဲခေါ်ဆယ်မှမလိုတာအဲသူ့လမ်းသူ့ idea နဲ့သူ့စိတ်ကူးနဲ့သူတရုပ်ဆောင်တဲ့ပုံစံဆိုတာရှိတယ်လေကျွန်တော်လည်းကျွန်တော် idea ကျွန်တော်စိတ်ကူးပဲကျွန်တော်ငွေတော့ကျွန်တော်တို့ဟိုတကယ်မင်းသားမင်းကြီးတွေတင်ပေးတာရှိတယ်ဟုတ်ကဲ့ထားမှာတော့ကျွန်တော်မမှုက idea တင်ပေးတယ်မမှုက idea တင်ပေးတယ် အဲကျွန်တော်ငိုတဲ့အချိန်မှာမင်းကကျွန်တော်ရှေ့ရနေနမူနာငိုပြတယ်အဲ့လိုလိုက်ငိုဆိုတော့ဘယ်ဖြစ်နိုင်မလဲအဲ့ဒါမဖြစ်နိုင်ဘူးတွုံးမမြင်အောင်လေနံပါတ်၁ကတွုံးမမြင်အောင်နံပါတ်၂ကကျတော့မူးမမြင်အောင်ဘဝမှာဖြတ်တန်းလာရတဲ့အတွေ့အကြုံတွေသူ့ရင်ထဲမှာရှိတဲ့နာကြီးစရာတွေအဲဟိုဟိုသူကြုံမှုတဲ့အဖြစ်အပျက်တွေကကျွန်တော်တို့မှမကြုံဘူးလားကျွန်တော်မကြုံဘူးလေအဲ့တော့ तू ငိုဆိုတော့ကျွန်တော်မငိုရက်ဘူးကျင်းကျင်းနေတယ်